ဂျော်လာ9ရက်နေ့ထိအပြောင်းရွှေ့ဈေးကွက်တဲ့အာဆင်နယ်တို့ဘာတွေလုပ်ခဲ့ပြီးပြီလဲကဲအာဆင်နယ်တို့ဒီချိန်မှာဒီခေါင်းစဉ်နဲ့ပတ်သက်ပြီးကျွန်တော်ပြောတဲ့အခါတချို့ကရေးကြလိမ့်မယ်ဟာလူမောင်းမွေရသေးတာမင်းပီတိုကြီးကဘာကြီးလဲဘာညာပေါ့အမေကတော့ဒီဗီဒီယိုထဲမှာ လူဝဲတာရဲ့လူယောင်းတာရဲ့စာချုပ်တက်တန်းတိုးတာရဲ့အလွတ်နဲ့ထွက်ခွာတာရဲ့အားလုံးကိုသုံးသပ်ပြီးသွားမယ်။ဩတခုတော့စောစီးကျွန်တော်ပြောမယ်နော်။အဲ့ဒါကအာဆင်နယ်ကတိုက်စစ်မှုအထောင်တူရဲ့တောင်ပံကစားသမားတူရဲ့ဂျိမ်းသေးဝယ်ပါလိမ့်မယ်။တခုတော့ရှိ profile မြင့်ကစားသမားလားဒါမှမဟုတ် position မြင့်ဈေးသက်တာတဲ့လူငယ်လားဆိုတာပဲတစ်ချက်ကြည့်ရမယ်။ဘာလို့ဆိုတော့ဒီနေရာတွေကအသင်းရဲ့အာဆာဒိတာအန်ဒရီဘာတာကိုလည်းမဖြစ်မနေဖြစ်ဖို့လိုအပ်တယ်ဆိုပြီးသတင်းဌာနကြီးတော်တော်များက exclusive အဖြစ်ဖော်ပြနေပါဗျ။ကဲပထမဆုံးကစားသမားအယောင်ဘုတ်ဖွဲ့အကြိုက် အင်ကန်နဲ့ကျွန်တော်စားလိုက်အောင်အာဆင်နယ်ကဒီຫນွေဈေးကွက်မှာအရင်ဆုံးရောင်းထားခဲ့တဲ့ပလေယာကတော့ဒါမာကွညိုကိုယူရို၃တန်းနဲ့ခရူဇီယိုသင်းစီကိုရောင်းချလိုက်တာအငားခေါ်ထားတဲ့ကစားသမားရဲ့ခြေစုံကိုကြိုက်တာဖြစ်တဲ့အတွက်အာဆင်နယ်ဒီဒီကစားသမားကိုခရူဇီယိုသင်းစီကိုလက်လွဲရောင်းချလိုက်တယ်ယူရို၃တန်းရတယ်တချိန်တော့ဒီစားမောက်ကျွန်တော်ဝယ်ခဲ့တော့ယူရို၃တန်းသမား၅တန်းဆိုတော့ပေါင်အဲယူရို၅သိန်းဆုံးရှုံးနေပြောလို့ရတယ်ဗောလေ ခေတ်ကာလအရဆိုရင်တော့ဒီထက်တောင်အများကြီးဆုံးရှုံးပါသေးတယ်။ကစားသမားကိုမွေးမြူရတာတွေရောကစားသမားနဲ့ပေးရတဲ့လုခလာစာတွေရောအငှားပြန်ချတဲ့အခါမှာတချို့ cost တွေကိုကိုကအိတ်ဆိုက်ရတာတွေရောဒါတော့ Irukas ပါရှိတော့ခေါ်ခဲ့တဲ့ player ဆိုတော့အပြစ်တော်ထွေထူးပြောမနေတော့ပါဘူး။အဲ့တော့နောက်တစ်ယောက်ကကြတော့နူနူထာပါတဲ့ အသင်းအတွက်ယူကိုးတန်းရှာဖွေပေးသွားတယ်။လာဇီယိုအသင်းကိုပြောင်းသွားခဲ့ပြီးသူနဲ့ပတ်သက်ပြီးတော့လာဇီယိုကအခြားအသင်းတွေကိုအနာဂတ်မှာရောင်းချရင်အာဆင်နယ်ကဆဲဝန်ကော25ရာခိုင်နှုန်းရမယ်ကြားသိရတယ်။တန်းတရာနဲ့ရောင်းရင်25တန်းအာဆင်နယ်ရဲ့ဘန်ကောင်တွေကိုဝင်လာမယ်။အဲ့သဘောမျိုးဒါကနူနိုတာဘာရက်စီကနေယူကိုးတန်းရတယ်။မာကိုညိုစီကနေယူ3တန်းရတယ်။စုစုပေါင်းယူ12တန်းအာဆင်နယ်အသင်းရဲ့အိတ်ကတ်ထဲကိုရောက်လာခဲ့ပြုတ်လို့ရတယ်။ဒါကဘုံဖွဲ့အကြိုက်လေ။ ဝယ်ရထက်ဆိုင်ရောင်းတာသူတို့တက်ဆိုပိုးပြီးပျော်စရာကောင်းတဲ့အလုပ်ပဲ။အဲနောက်တစ်ယောက်ကတော့ဇင်းချန်ကိုဇင်းချွန်ကိုနဲ့ပတ်သက်ပြီးပေါင်သန်း20ဆုံးဆုံးလေးဈေးတင်ထားကြာတိရတယ်။အမေရိကန်တော့တော်တန်တယ်။ဒါပေမဲ့လက်ရှိချိန်ထိတရားဝင်ကလန်နဲ့အသိနဲ့မရှိသေးဘူး။ဟိုကြံခဲ့တဲ့စောင်းစည်းကွက်တုန်းကဒေါ်မွန်တို့ဘာညာုံနဲ့တော်တော်လေးသတင်းထွက်ခဲ့သေးတယ်။အဲဆိုຫນွေဈေးကွက်လည်းအများကြီးကြံသေးတာဖြစ်တဲ့အတွက်ဇင်းချန်ကိုကိုအယောင်စင်းတင်ထားတာကရောင်းထွက်သွားနိုင်တယ်။ပေါင်သန်း20လောက်တော့ရနိုင်ချေရှိရပါလိမ့်။ဒါတစ်ပိုင်းနောက်ထပ်အယောင်စင်းတင်ထားတဲ့ကစားမ3ရှိတယ်။လိုကိုညာ CB ဓာတ်နေပြန်လာတယ်အခုလည်း CB ဓာတ်ကိုပြန်သွားကျင်တယ်ဆိုပြီးမကြာခဏထုတ်ပြောနေတဲ့ player ဒါပေမဲ့တကောင်ကျော်တန်ရည်ဘာတွေဖြစ်ခဲ့ရတာဖြစ်တဲ့အတွက်အငှားခေါ်တဲ့ကလပ်တင်းလည်းသူ့အပိုင်မွေရဲဘူးအဲ့အတွက် Arsenal ပြန်လာတယ် Arsenal ကလည်းစာချုပ်တတန်ကုန်ကန်ကြီးရဲ့ကစားမကိုအလိုလျောက်တတန်တုတ်ခွင့်တစ်နှစ်ဆိုတဲ့12လ contract ကိုကမ်းလှမ်းပြီးတော့တတန်တုတ်လိုက်တယ်ဆိုလိုချင်တာအဲ့12လအတွင်းမှာရားတဲ့ဈေးနဲ့ထိုက်ရောက်မှုဆိုသဘောမျိုးကစားမကိုစာချုပ်ချုပ်လိုက်တာပေါ့လေနောက်တစ်ယောက်က Fabio Vieira ်ပေါ်တူကနေပြန်လာမယ်လောဆယ်ပေါ်တူကတရားစီထပြီးအငှားချပေးဖို့ဆိုတော့ report တချို့တော့တွေ့ရတယ်ဒါပေမဲ့အာဆင်နယ်ကအငှားမချတော့ဘူးလိုချင်တော့ရင်တော့ဝယ်ရင်းစည်းလောက်ပြန်ရရင်ရောင်းကြည့်တဲ့သဘောရှိရယ်ပေါ်တူကလူလဲတချို့တော့သူတို့35တန်းလောက်နဲ့ရောင်းခဲ့တဲ့ကစားမောင်းသူတို့ပြန်ဝယ်ဖို့အဲ့လောက် budget မရှိဘူးဆိုတဲ့ပုံစံမျိုးနဲ့ခေါင်းရှောင်နေတယ်အဲ့တော့ Fabio Bia ကို Aida ကပြန်သုံးမလားရောင်းချသွားမလားဆိုတော့ဒီຫນွေစည်းကွက်မှာစောင့်ကြည့်ရမှာပေါ့လေနောက်တစ်ခါတော့ Renison Fuel မှာသွားကစားတယ်ခြေစွမ်းတော့ပြနိုင်တယ်မာကိုစီးပွားအောင်မှာစိုးတော့မစိုးဘူးဒါပေမဲ့သူလဲတခေါက်ကြောတန်ရတဲ့သူကကာလာရှိနားရတာ အာဆီနမှာပါပြင်ပြီး training စေးနေရတဲ့အထိပြန်လည်ထူထောင်နေလိုရတဲ့အထိဖြစ်တဲ့အခါမှာတော့ဒီကစားမောက်ဖူဟန်ကလည်းမခေါ်ဘူးအာဆီနယ်ကလည်းရောင်းစင်းတင်ထားတယ်။နယ်ဆန်နဲ့ပတ်သက်ပြီးတော့အာဆီနယ်ကဒီနောက်ဆုံးမိနစ်မှာခံဖက်ပြန်လာမဲ့ဂိုးကိုသွင်းသွားခဲ့တဲ့နယ်ဆန်ကိုတော်တော်လေးသဘောကျပြီးအဲ့တော့စာချုပ်ထက်ချုပ်လိုက်တာ။အဲကြောင့်နယ်ဆန်ဒီအာဆီနယ်မှာစာချုပ်ကအရှိကြီးကြံတယ်။မမိပါပါ။ဘုံမောက်နဲ့ပွဲလာမှုကျွန်တော်မမှတ်မိတော့ဘူး။အဲ့တော့ကနယ်ဆန်ကဒါနှစ်ခုသုံးခုဖြစ်စီမဲ့ဂိုးဘောလေနောက်ဆုံးမိနစ်မှာသွင်းသွားခဲ့တာ။ကဲ။ ဲ့တော့ဒီလူစီးရင်ကတော့အယောင်းတင်ထားပါဘောလေဒီနေရာမှာကာလာရှိဒန်ရနေခဲ့တဲ့ဂါဘီဂျေဆုနဲ့တူမီယာစုကတော့အယောင်းစင်းတင်ထားဆိုပေမဲ့တူတူကိုကိုလေးဒန်ရကြီးတစ်ဖက်နဲ့၄၅၆လောက်လောက်နားနေရတဲ့ကစားသမားကဘယ်သူမှလာမဝင်ဘူးအဲ့အတွက်ဒီကစားသမားကြီးဒန်ရနေပြန်လဲတက်တာလာမှာပဲအယောင်းစင်းတင်လို့ရမယ်လို့ထင်ပါတယ်ကဲဒါတော့အယောင်းနဲ့ပတ်သက်တဲ့သတင်းနောက်တစ်သတင်းတစ်ခုကကျတော့စာချုပ်ကုံတာနဲ့ပတ်သက်ပြီးတော့ဘောလေအာဆင်နယ်နဲ့စာချုပ်တက်တန်းကုံပြီးတော့ထွက်ခွာသွားတဲ့ပလေယာတွေမှာကီယန်တီယာနေရှိတယ်သူကတော့စက်တစ်ကိုပြောင်းသွားတာ နောက်တစ်သင်းကကျတော့ဒါဂျော်ဂျီညိုသူကတော့ဖလာမင်ဂိုကိုပြောင်းသွားပါဗောလေအဲဒီကစားမနှစ်ဦးနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ဒီပြောင်းရွှေ့ရမရအောင်စာချုပ်တတန်းကုန်တဲ့အခါမှာသူတို့သွားကျင်တဲ့ကလပ်တင်းကိုအလွတ်နဲ့ထွက်သွားတာနောက်တစ်ယောက်ကတော့မိနစ်60လောက်မှဝင်ပြီးကစားဝင်ရခဲ့တဲ့ချန်ပီယံလိမှာလည်းကျွန်တော်တို့တွေ့ခဲ့ရတဲ့ကစားမကြီးတူဘတ်လာအိုရီတီဂျီအသက်23နှစ်လားမသိဘူးအဲ့ကစားမကြီးကအလွတ်နဲ့ထွက်ခွာပြီးဗောလေကလပ်တင်းကတော့ဘယ်တင်းလဲတော့ကျွန်တော်မတွေ့မိသေးဘူးနောက်နောက်နှစ်ယောက်ကကျတော့ဒါအငားနေပြီးတော့မိခင်ကလပ်တင်းစီပြောင်းသွားတာရိုင်းစတာလီနဲ့ နတ်တိုနတ်တိုကဘုံမောက်ကိုပြန်နေစတာလင်ကချဲစီကိုပြန်နေသူတို့မိခင်ကလပ်တီကတော့အယောင်စင်းတင်ဖို့အတွက်ပြင်ဆင်နေတယ်ကိုရီးယားလည်းဒီကစားမတွေရေတိုပဲခေါ်တာဖြစ်တဲ့အတွက်ချစ်တော်ချစ်တယ်ပြန်သိမိဆိုတဲ့သဘောမျိုးနဲ့ပြန်ပြီးအပ်လိုက်တယ်ဗောလေကဲဒါကတော့စာချုပ်ကုန်ပြီးအာဆင်နီယားတွေထွက်ခွာသွားတဲ့ကစားသမားတွေပါကဲတက်တန်တိုးကိစ္စ ။စာချုပ်တက်တန်းတိုးဖို့အန်ဒရီဘာတာမကြာခဏလုပ်ပြီးစူးစမ်းနေတဲ့လူတွေကတော့ဒါတော်မက်ပါတီရှိရယ်။ပါတီကတော့အချိန်ကြီးကောင်းတယ်ဆိုပြီးတော့ဆမ်မီမိုဘယ်81ရို Samsung Report ကတော့ဖော်ပြထားတယ်။တော်မက်ပါတီအာဆင်နယ်မှာဆက်ပြီးနေပါပါ။ဒီလောက်ရေးတည်ယူကြာကြီးဆွေးနွေးနေတယ်။လာကုံရင်တက်တန်းကုံမှလည်းဖြစ်တဲ့အတွက်အခြားသင်းနဲ့ဆိုင်အာဆင်နယ်ရဲ့ဒစိမ့်စိမ့်ဆွေးနွေးနေတယ်ဆိုတဲ့ဟုကအချိန်ကြီးကောင်းလို့ပါ။ပါတီအာဆင်နယ်မှာတင်းနှစ်နှစ်တော့ဆက်ပြီးရှိမယ်။စေးယုံတက်ရရင်လောက်ခရစားဒစိမ့် ီရာသီလူမျိုးပွဲပေါင်း90လောက်ကစားရဲ့လောက်ခလာတဲ့ဒီပုံစံမျိုးနဲ့အရှင်စာချုပ်ချုပ်မယ်လို့တော့ကြားသိရတယ်။နောက်တစ်ယောက်ကတော့ဂီဗီယမကာဟီ2029ခုနှစ်တိသက်တမ်းရှိသေးတဲ့ဒီဂီဗီယမကာဟီဝီလျာဆာလီဘာဘူကောက်ဆာကတို့၃ယောက်ကိုလည်းဆွေးနွေးနေတာအားလုံး positive sound နဲ့ဒီထက်တဲ့မှာမှာဂီဗီယမကာဟီကသူ့လက်ရှိရနေတဲ့တပတ်ပေါင်းတသိန်းရဲ့ သုံးစားဟို sorry credit ပေးရတော့မှငင်းပယ်ပြီးတော့အာဆင်နဲ့မှအာဆင်နဲ့ဖြစ်နေအဲ့တော့ trosset 2026မှာစာချုပ်ကုန်မှာလောလောဆယ်တီးတော့ညှိနှိုင်းနေတာအဆင်ပြေလို့တော့ကြားသိရအရင်တော့မထူးသေးဘူးအကယ်၍များစာချုပ်တက်တက်မတိုးနိုင်ဒီနွေမှာရောင်းမှဈေးကောင်းရမှာနောက်နှစ်ဆိုရင်အလွတ်နဲ့လွတ်လွတ်ရမှာဟိုလေ trosset ကိုနောက်နှစ်ယောက်ကတော့ skelly နဲ့ winery သူတို့ကတော့2026မှာတက်တန်းကုန်မယ်လူငယ်လေးတွေဖြစ်တယ်လက်ရှိရနေတဲ့ဒီ winery ဆိုရင်တပတ်6000ပေါင်ပေါ့လေ စကယ်ဒီဆိုတဲ့ဘက်ကိုပေါင်၄တောင်ပဲရတယ်ဒါပေမဲ့အဲ့ကစားမနှုတ်ကိုပေါင်၃တောင်၄တောင်၅တောင်ဆိုတဲ့ပမာဏရဲ့၅နှစ်ကွန်ထရက်ကအာဆင်နယ်ကကန်လန်းထားတယ်အားလုံးပြီးစီးတဲ့လောက်ဖြစ်နေပြီလို့ကြားသိရတယ်အဲ့ဒါကျွန်တော်တို့တွေကဟာအာဆင်နယ်ကလူမွေပဲဘာကြီးလုံနေဆိုအဲ့ဒါတွေရှိတယ်စာချုပ်ကုန်းနဲ့ကစားသမားတွေကိုကဲသွားတော့ဆိုပြီးတော့ကျွန်တော်တို့ဟိုရဆိုင်လောက်ရတဲ့အပိုင်းလေးတွေရှိတယ် အဲတချို့အပိုင်းလေးမှာကျတော့ကစားသမားတွေဒီအသင်းမှာဆက်ပြီးနေဖို့အတွက်စာချုပ်သက်တမ်းတိုးရတဲ့ကိစ္စတွေရှိတယ်ကစားသမားရောင်းချတယ်ရှိနောက်ကမှအများကြီးပဲဗျကျွန်တော်ကလူရောက်စေချင်တာပေါ့လေဒါပေမဲ့ဒါသူတို့လုပ်နေတဲ့အရာတွေအဲ့တော့နောက်ဆုံးပိုင်းအားလုံးစိတ်ဝင်စားနေခဲ့တဲ့အဝဲ အဝယ်နဲ့ပတ်သက်ပြီးတော့ဇူဘီခနာမငင်ရတော့ပောက်ကရတွေပြောနေဆိုမြန်ယုံကြည်စိတ်ချတဲ့သတင်းဌာနကြီးတော်တော်များများကဒီကစားမအာဆီနိုရောက်သွားပြီးတရားဝင်လက်မှတ်ထိုးမှုတွေတောင်အားလုံးလုပ်ပြီးသွားပြီးစေးစစ်ဖို့ပဲကျွန်တော်တဲ့စပိန်နဲ့ Nation League ပြီးတော့မှအာဆီနိုတို့ကဂျူလိုင်လထဲမှာတရားဝင်ကြေညာမယ်လို့ပြောသွားတယ်။အဲ့တော့ဇူဘီခနာမငင်နဲ့ပတ်သက်ပြီးတော့စိတ်မပူပါနဲ့အာဆီနိုရဲ့ຫນွေရသည့်ပထမဆုံးခုံမှုဖြစ်လာပါလိမ့်မယ်။တနည်းခွဲတော့ဆွေးနွေးထားပါဗျာရောက်လဲရောက်တင်နေပြီသိရမလား။ကဲနောက် တိုက်စစ်အထောင်အတွက်ကတော့ Sasco နဲ့ Data Yogret ဒီနှစ်ဦးထဲမှာတော့ Yogret က United ကိုရောက်သွားဖို့တော့ပိုပြီးတဖြည်းဖြည်းနီးစပ်လာတယ်။ Sasco ကတော့ Arsenal ရဲ့နံပါတ်1ဦးစားပေးဆွေးနွေးနေတယ်။တစ်ဖက်ကဈေးလျှော့တာလေးကိုလည်းနည်းနည်းစောင့်နေတဲ့သဘောမျိုး marketing သဘောပေါ့ဗျာသိရမလား။တစ်ဖက်ကအရန်ရောင်းကျင်နေလားကိုကအရန်လိုချင်နေလားအဲ့ဒီကြားထဲမှာဈေးရ တစ်ဖက်အတွက်ဆိုပို့ပြီးရနိုင်တယ်တစ်ဖက်အတွက်ဆိုလည်းရော့ပြီးယာသွားနိုင်တဲ့အနေထားအဲ့အတွက်အချိန်ကုန်တစ်ဖြည်းဖြည်းစောင့်ပြီးလုံးလုံးနေတကယ်လဲဥရောပမှာအာဆင်နယ်ကဆက်စကိုနဲ့ပတ်သက်ပြီးဆွေးနွေးနေတဲ့တခုတည်းသောကလပ်တင်ကဲနောက်နှစ်ယောက်ကတော့ဒါရိုဒရီကိုနဲ့နီကိုဝီလန်နီကိုဝီလန်နဲ့ပတ်သက်ပြီးလောက်ခရစားလုံးဝညှိလို့မရဘူးကြားတယ်ကစားသမားတစ်ဘက်ကိုပေါင်သုံးသိန်းပြီးတော့သူ့ရဲ့ပြောင်းရွှေ့ကြီး စာချုပ်ဖြစ်သိမ်းကြီးပေါင်တန်း90နဲ့တူတယ်အဲ့ဒါကိုလည်းတပုံနဲ့ဒီနှစ်ထဲမှာလည်းအပြီးပြေးချေရမှာအဲ့တော့အာဆီနီယားဒီကစားမောက်လက်လျှောက်မှုများနေပြီအခုနေရာမှာရိုဒရီဂိုကိစ္စကတော့တဖြည်းဖြည်းပြန်ပေါ်လာအဲ့ရီယယ်တို့ကဒီရီဗာပလိကကစားသမားလေးကိုတောင်းဝယ်တဲ့အပိုင်းနေရဲ့နောက်ပြီးကစားသမားကဘဲတောင်းမှန်အစိုးမှပုံမှန်ကစားဝင်ရကြင်ဆိုပြီးဇာပြီးအလုံးစုံနဲ့ညှိမဲ့ပိုင်းနေရဲ့အာဆီနီယားအသင်းဘုတ်ဖွဲ့တွေကလည်းဒီကစားမောက်ကိုအရန်လိုချင်နေတယ်တချိန်တော့အိုဇီလိုမျိုး profile မြင့်ကစားမောက်ခေါ်နိုင်ခဲ့တယ်လို့မျိုးဒါကိုလည်းအသက်သွင်းနေတဲ့ကြားသိရရောက်လာနိုင်တယ် ဒါပေမဲ့အာဆင်နယ်ဒီဇာမားနဲ့ပတ်သက်ပြီးတော့တော်တော်လေးတော့ငွေသုံးရမယ်ပြောင်းရွှေ့ရေးလည်းသုံးရမယ်အခွန်ဆောင်ပြီးတစ်နှစ်ကိုယူရို၁၀တန်းဆိုတာလေပေးရင်ပေးသွားနိုင်တယ်ပြောလို့တော့မရဘူးတစ်ဖက်ကတော့ခိုင်ခိုင်မာမာတောင်းဆိုထားတာနောက်တစ်ယောက်ကတော့ဒါဂျော်ရဲဟာတူချက်စီးတဲ့တောင်ဆွေးနွေးနေပြီးကြားသိရပါလေအာဆင်နယ်ရဲ့အလိုချင်ဆုံးဘောခံစစ်ကစားမိုက်တယ်မှာသူကအပေါင်းပဲအရင်တော့ဒင်းဟူဆန်ကိုလိုက်တာဗောလေမရခဲ့ဘူးဗီတာရီကိုလိုက်တာဗောလေမန်စီးတီးရောက်သွားခဲ့တယ်မရခဲ့ဘူးအဲ့တော့အခုချိန်မှာတော့ဂျော်ဒဲဟာတို့တယောက်ပဲခံစစ်အတွက်တည်င်းကြတယ်ဒါလည်းငွေပုံမှသူတို့ဝယ်မှာပါအ ခီဘီရောဆက်ရှိမယ်ဆိုရင်တော့ဒီဘက်ကသူတို့ဖြည့်ကျင်မှာဖြည့်လိမ့်မယ်။ကြည့်နောက်ဆုံးတစ်ယောက်ကတော့ကီပါဂျိုအန်ဂါစီယာဆိုတဲ့ကစားသမားလေးအတွက်ပေါင်တန်း20ကျော်မတုံးကျင်တာဖြစ်တဲ့အတွက်ဘာစီလိုနာကစော်စည်းခေါ်သွားတဲ့အခါမှာတော့ဈေးကွက်ထဲမှာအာဆင်နယ်ကိုခေါ်နိုင်ခြင်းအရှိဆုံးသည်လက်ရှိချိန်မှာဆွေးနွေးဖို့အတွက်အနီးကပ်ဆုံးကဘုံမောက်တဲ့မှာအငားသွားဆော့နေခဲ့တဲ့ကီပါအဲ့တော့ကီပါနဲ့ပတ်သက်ပြီးတော့တစ်ချိန်လုံးကချေစီတော့အများကြီးပြစ်ချပြီးခေါ်ခဲ့ရ။ဒါပေမဲ့ချေစီကလက်ရှိချိန်မှာစာကျုပ်ဖြစ်တဲ့ချိန်ပေါင်ငါးသိန်းရရင်တော့မှလက်လွတ်သွားဖို့ရှိတယ် ။ဘာကြောင့်လဲ။ဒီကစားမကနှစ်ထောင်နှစ်ဆချောက်ဆိုစာချုပ်တက်တန်းကုံဆုံးပြီစာချုပ်တနှစ်ပတ်ကျော်နေတဲ့ကစားမကိုဗိုလ်လေးတို့ကလည်းစာချုပ်ဖြစ်တဲ့ချင်းပေါင်၅သန်းရတယ်နဲ့သူတို့ကလက်လွတ်သွားမယ်အသက်30ကစားမတူဦးလည်းဖြစ်တာကြောင့်လေဒါကတော့အာဆင်နယ်နဲ့ပတ်သက်ပြီးတော့ဝယ်နိုင်ရရှိတဲ့ကစားသမားတွေပါဒီ9ဦးတည်းက3လောက်ပဲရောက်တာလည်းဖြစ်နိုင်တယ်ဒါမှမဟုတ်အချို့ကစားသမားတွေအငှားခေါ်တာမျိုးအချို့တိုက်စစ်မှုအထောင်နဲ့ရောက်လာနိုင်ရရှိတဲ့ကစားသမားတချို့ရှိတယ်ဘို့လေကျွန်တော်စိတ်ထဲမှာပြောမယ်ဆိုရင်တော့ဇူအီမန်တီရောက်လာမယ် ဘက်ဂျမင်ဆက်စကို ရောက်လာမယ်။ရိုဒရီဂိုလို့တော့စိတ်ထဲမှာထင်တယ်။ဒီ၃ယောက်ကတော့အာဆီနိုရောက်လာနိုင်ချေအရှိဆုံးလို့ထင်တယ်။အခြားပြင်ပကစားမကြီးလည်းဖြစ်ကောင်းဖြစ်နိုင်မှာ။ကျွန်တော်စိတ်ထဲမှာတော့ဒီ၃ယောက်ပဲအာဆီနိုရောက်လာမယ်လို့ခန့်စားမိတယ်။ အသင်းဘုတ်ဖွဲ့တကယ်သာအသင်းကိုစေတနာရှိရဆိုရင်တော့ဒီ၃ယောက်ကိုခေါ်ပေးနိုင်လိမ့်မယ်လို့ကျွန်တော်ကယုံကြည်ပါတယ်။ကဲအဆုံးထိကြည့်ပြတယ်လဲအားလုံးကျေးဇူးတင်ပါတယ်ခင်ဗျာ။ဒီစီစဉ်လေးကိုဒီကောက်ဝင်ကြီးပောင်းဝေးတဲ့ရှူဘောလုံး online agent ကိုလည်းကျေးဇူးတင်ပါတယ်။အမှဆုံးမယ်ဆိုရင်တော့ Viber ဖုန်းနံပါတ်တင်ရောက်ကို93ကို63လုံး2ခုဆက်သွယ်ပြီးတော့ဝန်ဆောင်မှုအပြည့်အဝရောက်နေပါတယ်။အပြည့်ကုချကို sport အနေနဲ့9000လုံးမိတို့ကစားမယ်ဆိုရင်ကျွန်တော်လည်းလက်တွေ့ထားတဲ့ရှူဘောလုံးမှာလာပြီးကစားပါခင်ဗျာ။ဒီမျက်နှာရင်းနဲ့ကြီးညာတာဖြစ်တဲ့အတွက်ယုံကြည်စိတ်ချပါတယ်။